အခန်းတစ်ဆယ်ထောင်ပေါက်ပြေးခြင်းဒေသခံထောင်ကြအများထဲမှာလက်ထိတ်အမြဲခတ်ထားခြင်းခံရသောအကျဉ်းသားတယောက်နှင့်ကျွန်တော်တဖြည်းဖြည်းအလွန်ရင်းနေလိုက်သူနှင့်ကျွန်တော်မကြာခဏအစေးပြင်းလိုက်တလိတဲကိုမျှတောက်ကြ၏သူ့အကြောင်းကျွန်တော်သဘောပေါက်လာသည်မှာသူတင်မောင်ကိုကုံတဲ့တယောက်ဖြစ်၏ဗင်နီဇိုလာနှင့်ပင်လယ်ထဲမှအယူပါကျုံးကိုမောင်ကိုကုံနေသူဖြစ်၏ကန်းကျင်ဆောင်ရဲတပ်သားတယောက်ကိုတတ်မှုကျူးလွန်ထား၏ပြည်တန်ချတီကိုမခံရသေးပါအမှုရင်ဆိုင်နေရာသည်ဖြစ် သူအမူအရာမှာတခါတည်းရင်အလွန်တည်ငြိမ်ပြီးတခါတည်းရင်အလွန်လှုပ်ရှား၏လုံးဝစိတ်ရောလူပါအနာမရပဲကြောက်ကြရဖြစ်နေ၏နောက်တစ်ပြေးပြေးကျွန်တော်သဘောပေါက်လာသည်မှာသူဒီအရွက်တစ်မျိုးကိုဝါနေလေးရှိပြီးထိုအရွက်ခိုးသွင်းနိုင်၍သူဝါနိုင်သည့်နေ့တွင်စိတ်တည်ငြိမ်ပြီးထိုအရွက်မဝါနိုင်သည့်နေ့တွင်သူစိတ်များရောက်ရခနေ၏တနေ့သူထိုအရွက်တစ်ပိုင်းကျွန်တော်ကိုပေး၏ကျွန်တော်ဝါကြည့်၏ရှာများချက်ချင်းထူလာသလိုဖြစ်ပြီးဆေးကြောင့်မူးသလိုခံစားရ၏ကိုကိန်းရွက်ဖြစ်၏ ူတမ34နှစ်မြောက်ရှိသေး၏အမွေအမြင်အလွန်ထူထပ်ပြီးအလွန်ကြာမှတန်ဆွမ်းပုံလဲရ၏သူနာမည်မှာအင်တိုနီယိုဖြစ်၏အင်တိုနီယိုမှာထားပေါပြေးမိအကြံလိုက်အားထားရမည့်ပုဂ္ဂိုလ်ဖြစ်၏ခက်ဒီမှာသူနေ့ကျွန်တော်စကားပြော၍သဘောမပေါက်နိုင်ကြပါအကြံစီလုံးမရပါဘာသာစကားမှာအဓိကပြဿနာဖြစ်နေ၏ကံကောင်းဒီမှာတနေ့သူထန်လာလေသောဧည့်သည်တယောက်ထံမှတဆင့်စပိန်ဗိဒံစာအုပ်ကိုမာယူနိုင်ခဲ့၏စပိန်ဗိဒံရပြီးနောက်သူနေ့ကျွန်တော်စကားပြော၍ရ၏ အင်တိုနီယိုကဒူလာနေဗတ်တွင်အမြင်ခတ်ထားသောလက်ထိတ်ကိုဖြုတ်နိုင်သည့်တော့တူကြံပေးရန်ကျွန်တော်ကိုအကူအညီတောင်း၏ဘရီတန်ကအတန်ကြောင်းကောက်လေးတစ်ခုကိုတော့တူအဖြစ်လုပ်ပေးကျွန်တော်ကိုပေး၏ခံကောင်းထားမှစွာပင်ထိုတော့တူဖြင့်သူ့လက်ထိတ်ကိုဖွင့်ရရ၏အင်ဒိုနီယိုကသူ့လက်ထိတ်ကိုအဆောင်ကြံများရှိသည့်အချိန်တွင်ဝတ်ထားပြီးအဆောင်ကြံများလက်တီနှင့်ဖြုတ်ထားလိုက်၏ကျွန်တော်ကထောင်ပေါပြေးမိအကြံကိုသူ့ကိုပြောပြ၏သူကသဘောတူ၏သူ့အထုပ်ခံပြတမောက်တွင်တန်ကြောင်းများဖြင့်ကာထား၏တန်ကြောင်း၏လုံးပတ်မှာအလွန်ကြီး၏ သို့သောတန်ကြောင်တစ်ချောင်းကိုဖြုတ်ချိုးနိုင်သည့်နှင့်လူတကိုထွက်ပေါက်ကိုဖန်တီးနိုင်၏။တံပြက်လွှားငယ်တစ်ခုလိုသည်အင်ဒိုနီယိုကပတ်စံ10ဒေါ်လာရှိလျင်သူကြံပေးနိုင်သည်ဟုပြော၏။ကျွန်တော်10ဒေါ်လာထုတ်ပေးလိုက်၏။နေ့ရက်တွင်တံပြက်လွှားတစ်ခုရောက်လာပြီးလုပ်ငန်းစနိုင်၏။တပတ်ပြည့်လင်းတန်တိုင်းမှာလုံးဝပြတ်လူနေပါအစင်ကိုရောက်ရနေလေပြီ။အင်ဒိုနီယိုကမိုးရွာမိညာသည့်ဆောင်းရံကြံပေးသည့်ဖြင့်ကျွန်တော်မိုးရွာမိညာကိုစောင့်နေ၏။ ကျွန်တော်ပါကြံနေပြီကိုကျွန်တော်ရဲ့ပေါ်အားလုံးသိသို့တော့အန်ရအများသည့်အကြံဟုယူဆပြီးမိသူများကျွန်တော်နဲ့လိုက်ရမဖြစ်လို့ကြစိတ်စိတ်ငြိမ်နေကြ၏ကျွန်တော်ကမှဗင်နီဇိုလာကျွန်းဆွယ်၏အနောက်မြောက်အစွန်းရှိကိုလံဘီယာနယ်စပ်သို့ OTP ပြီးယင်းနေသားမှာကိုလံဘီယာနိုင်ငံနှင့်ဗင်နီဇိုလာနိုင်ငံတို့ဒူပိုင်တီငါပိုင်တီနှင့်အငင်းပွားနေကြသောဒေသဖြစ်အိန္ဒိယလူရိုင်းများနေ၏လူရင်များမရှိသောဒေသဖြစ်အင်ဒိုနီးယားကိုရိုင်းပင်အီလူရိုင်းများနယ်စပ်ရောက်သည့်အထိလိုက်ဖို့ပေးရန်သဘောတူ၏မိုးရွာသောညသို့ရောက်ပြီး ညစနေခန့်တွင်ထောင်ပေါင်း၍အင်ဒိုနီးယားနှင့်ကျွန်တော်ထွက်ပြေး၏။တန်တိုင်းမှာရုတ်တရက်ချိုးမရသဖြင့်ဗြိတိန်နှင့်မာဂျူရက်တို့ကကူချိုးပေးရ၏။ထောင်ပင်ရောက်လျင်ဗဝဉ္ဇဉ်တစ်ခုလုံးမှလုံးဝအမောင်ဖုံးနေ၏။လူတယောက်များမရှိ။ကျွန်တော်တို့အနောက်မြောက်ရက်သို့ UTB လမ်းမကြီးအတိုင်းပြေး၏။တညာလုံးပြေး၏။အလင်းရောင်ပေါ်လာသည်နှင့်လမ်းမပေါ်မှဒေါ်ဆက်သို့ဆင်းပြီးဒေါ်ဆက်အတိုင်းဆက်၍ပြေး၏။အလင်းရောင်ပေါ်ပြီးမောစားပြူလာ၏။အင်ဒိုနီးယားကဒေါ်ရဲတွင်ဒူစားလေးရှိသောအရွယ်ရွယ်ကိုကျွန်တော်ကိုပေး၏ကျွန်တော်ပါဇက်သေးထိုးထည့်လိုက်၏ အံဩစရာဖြစ်ပါသည်လုံးဝမမောတော့ပါမနက်စနေနေ့တွင်မိုးရွာသွား၏မိုးရွာသွားသည်နှင့်အင်တိုနီယိုကဆက်မပြေးတော့ပဲခြုံတစ်ခုလည်းဝင်၍နားလိုက်၏ခြုံထဲ၌အလုံးချင်များလာသည်အင်တိုနီယိုကသူတွင်ပါလာသောဆေးရွက်များကိုထုတ်ပြီးကျွန်တော်ကိုပေး၏ထိုဆေးရွက်များကိုကျွန်တော်တို့ဝါပြီးချင်မကိုက်အောင်တစ်ခုလုံးတုပ်လင်းလိုက်၏ညာ9နာရီတွင်မိုးရွာလာပြန်၏မိုးရွာသည်နှင့်ကျွန်တော်တို့ခရီးဆက်ကြပြန်၏တညာလုံးလမ်းလျှောက်၏မနက်လေးအောင်ပေါ်တည်နေခရီးမဆက်ကြတော့ပဲဗရမနေကကဲ့သို့ပင်ခြုံတစ်ခုတွင်ဝင်ပြီးခုန်နားလိုက်ကြပြန်၏ ကျွန်တော်ခရီးမှာ၃ရက်တိတိကြာဤ၃ရက်ကြာသောညတွင်ကျွန်တော်တို့ပင်လယ်ကမ်းခြေတစ်ခုအနီးသို့ရောက်လာဤအင်ဒိုနီးယားကကျွန်တော်ကိုတောင်းဆန်အနီးသို့ခေါ်သွား၏အင်ဒိုနီးယားကဒဲတောင်မြေပေါ်တွင်ဒေါက်တာချောင်းဖြစ်မြေကိုထိုးဆွဲ၍လက်ဥရှာဤအန်စရာဖြစ်ဤနိုင်ဝကန်အတွင်းမှာပင်လက်ဥချင်းတစ်ခုကိုတွေ့ဤအလုံး900နီးပါးရှိကျွန်တော်တို့အဝဲတစ်ခုပြင်တန်နိုင်သလောက်ထုတ်ပြီးဒေါ်ဆက်တို့ပြန်တက်လာဤထို့နောက်လက်ဥများကိုကျွန်တော်တို့နှစ်ယောက်အဝအစားဤအင်ဒိုနီးယားကကျွန်တော်ကိုအိန္ဒိယလူရိုင်းများ၏နေဆက်တို့ရောက်လာပြီးဖြစ်ကြောင်းနှင့် နောက်တစ်နေ့မှစ၍ကျွန်တော်ခရီးကိုကျွန်တော်တယောက်တည်းဆက်သွားရတော့မည်ဖြစ်ကြောင်းပြော၏ထို့နောက်တွင်ဗင်နီဇူလာနိုင်ငံ၏နောက်ဆုံးရဲကင်းစခန်းကိုကျွန်တော်တို့ကျော်ဖြတ်နိုင်၏ထိုကင်းစခန်းကိုကျော်ဖြတ်ပြီးနောက်ကြောင်းစီအောင်လို့ရပါရဲများနှင့်ဆုံတွေ့စရာအကြောင်းမရှိတော့သဖြင့်ရဲဝင်စွာပင်ကျွန်တော်တို့ဒေါ်လန်တိုင်းခရီးဆက်ကြ၏မနက်ဆက်တနာ၏ထိုးလင်းအင်ဒိုနီးယားနှင့်ကျွန်တော်လမ်းခွဲရမည့်နေရာသို့ရောက်၏အင်ဒိုနီးယား၏အိတ်ထဲတွင်ကိုကိန်းရွက်ခွန်ရရဲ့ဂျန်သည် သူကသူ့အတွက်၄ရွက်ယူပြီးကျွန်တော်အတွက်၃ရွက်ခွဲပေးကျွန်တော်ကကျွန်တော်အဆောင်ငွေထဲမှာဒရီနီတက်ဒေါ်လာ150နဲ့ဒက်ဖရိုလင်းငွေ60ကိုထုတ်ပြီးအန်တိုနီယိုကိုပေးလိုက်၏အန်တိုနီယိုကငွေများကိုကြည့်ပြီးအလွန်အံ့ဩနေ၏ထို့နောက်ဖရိုလင်းငွေ60ကိုသာယူပြီးကျန်ငွေအားလုံးကိုကျွန်တော်ကိုပြန်ပေး၏ကျွန်တော်ကအတင်းပေး၍လည်းသူမယူပါထို့နောက်ကျွန်တော်အပေါ်တိုင်းလည်းအလွန်ကျေးဇူးတင်ဟန်ခင်မင်သွားဟန်ရှိကျွန်တော်နဲ့လမ်းမခွဲသေးပဲရှေ့ခရီးကိုဆက်၍လိုက်ပို့သေး၏ညနေ3:00တွင်မြေလန်းကျဲကြီးတစ်ခုတို့ရောက်လာကြ၏ နိုင်ဝခန့်ဆက်သွားလျင်မြင်းတစ်စီးနှင့်လူတစ်ယောက်ကျွန်တော်တို့ထံသို့အိုးတီလာနေသည်ကိုတွေ့ရ၏စေအင်ကြီးအစိမ်းဘောင်းမီအစိမ်းနှင့်စေချာကင်ကိုဝတ်ထားပြီးရိုင်ဖယ်တနက်တစ်လက်ကိုလွှဲထား၏ခါရင်ခြောက်လုံးမြူတနက်တစ်လက်ကိုထိုးထား၏အနီးသို့ရောက်လာလျင်လူငယ်တဦးဖြစ်သည်ကိုတွေ့ရ၏အင်ဒီနီယိုနှင့်ထိုလူငယ်ယင်းဤစွာနှုတ်ဆက်လိုက်ကြ၏ဒါကျွန်တော်သားပဲကျွန်တော်အလွန်အံ့ဩသွား၏ခမည်းကဘယ်ကိုပြေးမလို့လဲလူငယ်ကကျွန်တော်ကိုမေးလိုက်၏ အင်ဒိုနီးယားကကျွန်တော်အိန္ဒိယလူရိုင်းများနယ်မြေကိုဖျက်ယူပြေးမိဖြစ်ကြောင်းပြောပြလိုက်။လွန်ခဲ့ကကျွန်တော်ခရီးစဉ်ကိုသဘောမတူပါအလိုအန်ဒရများကြောင်းပြောပြ၏။ကျွန်တော်ကမတ်တပ်ရက်နေရာမှာထိုင်ချလိုက်၏။ဖနက်တစ်ဖက်ကိုချွတ်လိုက်၏။ခြေပွားမှာဖနက်ပေါက်သောဒဏ်ရာများနဲ့ကြောက်စရာရောင်ကိုင်းနေပြီးသွေးများစိုးနေပါသည်။အင်ဒိုနီးယားကကျွန်တော်ကိုမြင်းပေါ်သို့တက်ခိုင်းပြီးအိန္ဒိယလူရိုင်းများနေသောရွာနီးသို့ရောက်တည်အထိလိုက်ပို့မိဖြစ်ကြောင်းပြော၏။ကျွန်တော်ငြင်းနိုင်ရမရှိပါမြင်းပေါ်တက်လိုက်၏။နောက်ကညာလုံးလုံးခရီးဆက်ရ၏။မနက်လယ်မှလိုရာခရီးရောက်၏။ အင်ဒိုနီးယားကျွန်တော်ကိုဖက်ယူနှုတ်ဆက်ပြီးမြန်မာတက်၍လာရာလမ်းအတိုင်းပြန်သွား၏